အင်္ဂါနေ့ အောက်တိုဘာလ20ရက်1942ချစ်တော်ခစ်တီအလန့်တကြားဖြစ်ပြီးတာနှစ်နာရီလောက်ကြာသွားပြီမေကိုရဲ့လက်တွေခြေတွေဟာအခုတည်းကတုံကြီးလှုပ်ရှားနေသေးတယ်။ကိုရုတ်အိမ်မှာမိသက်ဘူးငါးဘူးရှိတယ်။ဒီဘူးတွေကိုတစုံတစ်ယောက်ကစီးအစ်စ်လာဖြစ်မယ်ဆိုတာကိုကိုရုတ်ကသိတယ်။ဒါပေမဲ့ဘယ်သူလာဖြစ်မယ်ဆိုတာကိုဘယ်သူကမှကိုရုတ်ကိုတတိပေးမထားဘူး။ဖြစ်ပုံကတော့ဒီလိုဒီလို တို့အောက်စင်းနဲ့လေကားရင်စာအုပ်စင်တကားတစ်ဖက်စီကတူထုတဲ့အတန်းကိုကြားရတယ်။ဒီအတန်းဟာလက်သမားစီကအတန်းလိုပဲထင်တာနဲ့ကိုတို့နဲ့အတူထမင်းစားနေတဲ့ဒီလူဟာ15မိနစ်လောက်အလုပ်လုပ်ပြီးတဲ့အခါကျတော့သူ့တူနဲ့လက်သမားကရိယာတွေကိုအသာချပြီးကိုတို့ရဲ့တကားကိုခောက်ပါလေရော။ကိုတို့ဟာစက်တီတင်နေကြတယ်။သူဟာတစုံတစ်ခုများကြားသွားလို့ကိုရုရဲ့လျှို့ဝှက်အခန်းကိုများစူးစမ်းနေသလားလို့တွေးမိတယ် တွေးစရာခါလဲဖြစ်နေတာကိုခောက်တန်းတွန်းတဲ့ဆွဲတံတွေကိုဆက်တိုက်ချနေရတယ်။ဒီလူဟာကိုရို့ရဲ့လာပါတဲ့လျှို့ပွဲပုံအောင်ရနေရကလေးကိုများတွေ့တော့မလားဆိုပြီးတွေးမိပြီးကိုဟောင်မိမျိုးသွားမတက်ပဲ။ကိုရော့တေးရတော့မဲ့အချိန်ကိုနီးကပ်နေပြီလို့တွေးမိဒီခိုင်မှာတကားဖွင့်စမ်းပါကျုပ်ပါလို့ပြောလိုက်တဲ့မစ္စတာကိုဖီကအတန်ကိုကြားလိုက်ရတော့တာပဲ။ကိုရော့ကချက်ချင်းဖွင့်ပေးလိုက်ပြီး မစ္စတာကူဖစ်ကိုမြင်ရတော့မှစိတ်သက်သာရရတော့တယ်။လက်သမားဆရာကလာပြန်လာတော့မန်းနေ။သူ့အလုပ်ပြေးလို့ပြန်ဆင်းသွားတာမှမစ္စတာကူဖစ်ကအဲလီကိုခေါ်လာတာပဲ။ကိုစိတ်ကူရဲမှာတော့ဆော့ဆော့ကကိုထင်နေတဲ့သူဟာတဖြည်းဖြည်းကြီးတစ်ထက်ကြီးလာပြီးကိုရုအခန်းထဲလဲရောက်ရောသူဟာဘလူးဖြစ်နေပြီ။ကပ္ပာမြေကြီးပေါ်မှာလမ်းလျှောက်နေတဲ့အကြီးဆုံးဖက်စစ်ဖြစ်နေတော့တာပါပဲ။အင်းဒီတစ်ချိန်တော့ အရာရာတိုင်းဟာကုတုကံကောင်းကျင်တော့အဆင်ပြေပါတယ်။တနင်္လာနေ့တုန်းကတော့ကိုရုအများကြီးပျော်ရွှင်ကြရသေးတယ်။မီးရက်ထရောဟန်ရောကိုရုစီမအိတ်ကြတယ်။အဲ့ဒီညတော့ကိုနဲ့မာကော့ကဖေဖေရုအခန်းမှာသွားအိတ်ကြတယ်။ဟန်ကကိုခန်းထဲမှာအိတ်နိုင်အောင်လို့ပေါ့။ထမင်းလဲစားလို့တဟိတ်ကောင်းလာပဲ။အနောက်အဆက်တစ်ခုဖြစ်သေးတယ်။ဖဖေမီလုံးကစနက်တံပေါက်သွားလို့မောင်ကြီးမဲကြီးတွေမှာကိုရုထိုင်နေကြရတယ်။ဘာလို့ကြမလဲ။ အိမ်ထဲမှာတော့စနစ်တန်တက်ဖို့အတွက်ဝါရကြိုးရှိလေ။ဒါပေမဲ့စနစ်တန်ရှိတဲ့နေရာကမောင်မဲနေတဲ့ကုံလောင်ယုံခန်းရဲ့အနောက်ဖက်တဲ့တဲမှာရှိတာ။မောင်သွားရင်လုဖို့မကောင်းတဲ့အဲ့လိုမျိုးပဲ။ဒါကိုယောက်ျားတွေကဝိုင်းဝန်းပြီးလှုပ်လိုက်ကြတာ။10မိနစ်လောက်ကြာတော့မီးပြန်လင်းလာတာပါပဲ။ဒီနေ့မနေ့ကိုအစောကြီးနိုးတယ်။ဟန်ကတော့၈နာရီခွဲမှပြန်ဖို့ပဲ။မနေ့စာစားပြီးတဲ့အချိန်ကျတော့ မီယက်ကအောက်ထက်ကိုဆင်းသွားတယ်။နောက်အပတ်ဆိုရင်အဲလီကကိုရုနဲ့တရက်လာနေမေးတဲ့။မင်းရဲ့အန်နာ။ဇာတပတိအောက်တိုဘာ29 1940ချစ်တော်ကစ်တီဖီဖီနီမကောင်းလို့ကိုသိစိတ်ပူတာပဲတကူလုံးအပူချိန်တက်ပြီးအင်ပြင်တွေထွက်တာနေရဲနေတာပဲဒါပေမဲ့ဆရာဝန်ခေါ်လို့မဖြစ်ဘူးဒါကြောင့် မိမိကချွေးထုတ်ပေးပြီးအဖျားကိုကြအောင်ချပေးနေရတယ်။ဖောင်တန်းတို့အိမ်ကအိမ်ထောင်ပြိဘောကတွေအားလုံးကိုရွှေ့ပြီးပြီလို့ဒီနေ့မနေ့မိရက်ကလာပြောတယ်။ Miss Fountain ကိုတော့ပြောမပြသေးပါဘူး။အခုတော့တလောက်တော့ကများနေတဲ့ဥစ္စာ။သူ့အိမ်မှာထားရခဲ့တဲ့အိမ်ထောင်ပြိဘောကတွေအကြောင်းကိုနောက်ထပ်မပြောချင်ပါဘူး။ကောင်းပေဆိုတဲ့ပစ္စည်းကလေးတွေကိုကိုရောကလည်းထားရခဲ့ရတာပဲမဟုတ်လား။မကြမီကစားပြီ ကိုစာအုပ်တော်တော်များများဖတ်ခွင့်ရလာတယ်။အရွယ်ရောက်ပြီးသူတွေမှဖတ်ရမယ်ဆိုတဲ့စာအုပ်တွေပေါ့။နီကိုဗန်ဆတ်တလီရဲ့အီဗန်ရဲ့ဇံဘဝကိုကိုအခုဖတ်နေတယ်။ဒီဝတ္ထုနဲ့ចောင်းတုကလေးတွေဖတ်တဲ့အချစ်ဝတ္ထုတွေနဲ့တိတ်မကွာလာပါဘူး။အမောင်လန်းတွေမှာကိုကိုကိုယောက်ျားတွေစီရောင်းချနေရတဲ့မိမတွေအကြောင်းလေးပါသဘော။ဒါအတွက်သူတို့ကပတ်စံတောင်းနေလေ။ကိုမြအဲ့ဒီလိုဖြစ်ရတယ်ဆိုရင်တော့ရှက်လွန်းလို့သိမှာပါပဲ။ နောက်ပြီးအီဗာဟာဓမ္မတာလာတယ်လို့လည်းရေးထားတာကိုကလည်းဓမ္မတာလာဖို့ကိုစောင့်စားနေတာပဲဒါဟာသိအရေးကြီးတယ်လေပရိုတင်းနဲ့ရှီဂါရိုရဲ့ပြတ်ဆက်တွေကိုဖိဖိကအခန်းဟောင်းထဲကရလာတယ်ညနေတိုင်းကိုကိုဖတ်ပြတယ်တန်ကာလိုကိုအခုကိုတို့စဖတ်နေပါပြီဖိဖိနမူနာကောင်းကိုယူပြီးမိမိကလည်းဓမ္မတေးစာအုပ်ကိုကုလက်ထဲလာထည့်နေတယ် ကြည်ကောင်းအောင်လို့ကိုကလည်းဂျာမန်ဘာသာနဲ့ဓမ္မတေးတချို့ကိုကိုဖတ်ပါတယ်။ဓမ္မတေးဟာလှပါတယ်။ဒါပေမဲ့ဆွဲဆောင်နိုင်ခြင်းမရှိဘူး။မိမိဟာဘာဖြစ်လို့ကိုကိုအတင်းဖျားတရားကြီးညိုခိုင်းနေတာလဲ။သူ့ကိုရိုးသေးအောင်လို့လား။မနှက်ဖြန်ဆိုရင်ပထမဦးဆုံးအကြိမ်ဖြစ်ကိုတို့ဟာမီးဖို့တော့မယ်။မီးခိုးရည်နဲ့များမုန်းနှစ်နေမလားမသိဘူး။ခေါင်းတိုင်ကိုမရှင်းတော့ဘယ်နှစ်ဘယ်နှစ်ကာလတော့ရှိပြီလေ။ အဆင်ပြေပါစေလို့ပဲမျှော်လင့်ရတော့တာပဲမင်းရဲ့အန်နာစနေနေ့နိုဝင်ဘာ9ရက်1942ချစ်တော်ကစ်တီမိမိဟာကြောက်စရာကောင်းတော့အောင်စူပူနေတတ်တယ်ကို့အပေါ်မှာလည်းဘယ်တော့မှကြီးသားရဲရဲလို့မရှိဘူးဖဖေနဲ့မိမိကမာကော့အပေါ်မှာဘာမှပြောလို့မရှိတော့အရာရာတိုင်းကိုကို့အပေါ်ပုံချနေတာပဲမနေ့ညနေကပေါ့မာကော့ဟာ ချစ်စရာပကြီကားကလေးတွေပါတဲ့စာအုပ်တူကိုဖတ်နေတယ်။နောက်အပေါ်ထက်ကိုတက်သွားတော့စာအုပ်ကိုနောက်မှဖတ်မယ်ဆိုပြီးချထားတယ်။အဲ့ဒီအခိုက်မှာကိုကစာအုပ်ကိုတွေ့တာနဲ့ဘာရဲမှမဟုတ်ပါဘူး။ရုပ်ပုံတွေကိုလှန်လျောပြီးကြည့်နေမိတယ်။မာကော့ပြန်လာတော့သူ့စာအုပ်ကိုကိုယ့်လက်ထဲမှာလည်းတွေ့ရော။နဖူးချောကြီးတွေရှုံပြီးပြန်တောင်းတော်တာပေါ့။ကိုကလည်းချက်ချင်းမပီးသေးပဲရှေ့ဆက်ကြည့်နေတော့မာကော့ဟာတိတ်ဆိတ်ဆိုးလာတယ်။မိမိကလည်းဝင်လာပြီး မာကော့ကိုစာအုပ်ပြန်ပေးလိုက်စမ်း။သူဖတ်နေတာမဟုတ်လားလို့ပြောတယ်။အဲ့ဒီအခိုက်အခန်းလေးကိုဖိဖိဝင်လာတယ်။ဖိဖိကဘာဖြစ်တယ်ဆိုတာကိုမသိသေးပေမဲ့မာကော့မျက်နှာမကောင်းတာကိုတွေ့တာနဲ့တပြိုင်နက်ကိုယ့်ကိုချက်ချင်းအပြစ်တင်တော့တာပဲ။မင်းစာအုပ်တွေကိုမာကော့ကဒီလိုကြည့်နေရင်မင်းဘာပြန်ပြောမယ်ဆိုတာကိုသိချင်လိုက်တာလို့ပြောတယ်။တီတော့ကိုကစာအုပ်ကိုချက်ချင်းပေးပြီးအခန်းထဲကထွက်လာခဲ့တာပဲ။ ိုဟာပါအပြင်းမှကျူးလွန်မိတယ်ရဲ့လို့မရှိပဲဖေဖေကိုရိုင်းကလည်းအကျိုးအကြောင်းအဆုံးကိုမသိသေးပဲနဲ့ဒီလိုဆုံးဖြတ်တာမားတာပေါ့ဖေဖေနဲ့မေမေကသာအဲ့ဒီလိုဝင်မဆွတ်ဖက်ရင်မာကော့စာဟုတ်ကိုကိုအမြန်မြန်ပြန်ပေးမှာပါပဲသူတို့ကမာကော့ဟာအကြီးအကျယ်မတရားအလုပ်ခံရတာကိုကြားနေတာပဲချက်ချင်းပဲမာကော့ဖက်ကနေမျက်နှာလိုက်နေကြတာမာကော့ဖက်မှာမိမိကအမြဲတမ်းရှိနေတာသိကြပါတယ် ဘာဖြစ်လို့လဲဆိုတော့သူတို့ဟာတယောက်နဲ့တယောက်အမြဲတမ်းအားပေးထောက်ခံနေကြတာကိုမိမိရဲ့စုပုချိန်မောင်းတာတွေမာကော့ချ်ရဲ့အပြုအမူတွေကြားမှာကိုဟာလုံလုံလဲလျာတတိတခြားလိုဖြစ်နေတယ်မဟုတ်လားသူတို့ကိုကိုချစ်ပါတယ်ဒါပေမဲ့ကိုအမီနဲ့အမဖြစ်နေလို့သာချစ်တာနော်ဖေဖေတဲ့စာရင်တော့မတူဘူးဖေဖေကသာမာကော့ချ်ကိုအဆအဆအယားယားနမူနာတင်သူ့လို့တမညာသဘောချနေတာသူ့ကိုပဲကြံဖန်ချီးမွမ်းနေမယ်ဆိုရင်တော့ ကိုယ့်ရင်ထဲမှာတခုခုဖြစ်နေမှာတော့သိကြတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုကဖိဖိကိုချစ်တာကိုဒီကဘာကြီးမှာကိုချစ်တာကဖိဖိတရားကိုထဲပဲရှိသေးတယ်။မာကော့အပေါ်မှာပြုတ်မှုဆက်ဆံပုံလေးဟာကို့အပေါ်ပြုတ်မှုဆက်ဆံတဲ့ပုံလေးနဲ့မတူဘူးဆိုတာဖိဖိကသတိမထားမိဘူး။အခုတော့မာကော့ဟာကပ္ပါပေါ်မှာချစ်စရာအကောင်းဆုံးအချောဆုံးအလှဆုံးမိန်းကလေးလို့ဖြစ်နေပြန်ပြီ။ဒါတော့ကို့ဖက်ကလည်းလေးလေးနက်နက်စဉ်းစားစရာရှိလာတယ်ပေါ့။ ို့မှာဘလို့ဖြစ်နေတလဲဆိုရင် အမြဲတမ်းထုံထိုင်းနေကိုလုတ်မိခဲ့တာတွေအတွက်အမြဲတမ်းအယောပြန်ပေးနေရတယ်။ဒီတော့ကန်တူးမှာကိုကတီးတီးပြီးမှတ်ထားတာပဲ။မတ်ရတာများရင်ရှင်ထဲမှာလည်းနာနာတာပေါ့။တစ်ဖက်သက်မျက်နှာသာပေးတဲ့ဝါရကိုကိုလုံးလုံးသဘောမချတော့ဘူး။ကိုကိုဖိဖိမပေးနိုင်တဲ့အရာတွေကိုကိုကလိုချင်နေတယ်လို့ဖြစ်နေပြီလေ။မဟာကော့ကိုကိုဝန်တိုတဲ့စိတ်တော့မရှိဘူး။ ဘယ်တော့မှမပါလည်းမရှိခဲ့ဘူးမာကော့ချ်ရဲ့ချီကောင်းတာလှတာကိုလည်းမနာလိုစိတ်လုံးဝမရှိခဲ့ဘူးကိုလိုချင်တာကတစ်ခုတည်းရှိတယ်အဲ့ဒါကကိုကိုတမီးတယောက်အနေနဲ့တော့ကပဲအန်နာဆိုတဲ့ကို့အတွက်ဖေဖေကတကယ်ချစ်တာကိုပဲလိုချင်တာဖေဖေကိုကိုထွေတာတာတော့အမှန်ပဲဘာဖြစ်လို့လဲဆိုတော့မိသားစုစိတ်တဘောအကျွင်းအကြံကိုဖေဖေစီကတဆင့်တာကိုကရခဲ့တာကို တခါတရံကိုခန်းစားချက်တွေကိုဖိဖိအပေါ်မှာစုပုံဖို့လိုအပ်တယ်ဆိုတော့ကိုဖိဖိကနားမလည်ဘူးမမေကကို့အပေါ်ထားတဲ့သဘောထားနဲ့ပတ်သက်လို့ကိုကပြောမှကိုဖိဖိကသိဆိုးတာပဲပြောမခံဘူးဒီတော့မမေရောမမေစိတ်သဘောအယောဟာကို့အတွက်ဆိုရင်အင်မတန်ခက်ခဲစိမ့်ကားတယ်လို့ထင်လာတယ်ဘယ်လိုလုပ်ရမလဲဆိုတာလည်းကိုမသိဘူးမမေရဲ့စုပုံစောင်းမြောင်းထင်းကိုပြောပုံ ချိုတာချင်းကင်းပုံတွေကိုကိုတတိပထားမိပဲမနေနိုင်ဘူးကိုဖက်ကလည်းအမြဲတမ်းမားနေတယ်လို့ကိုမယုံဘူးအရာရာတိုင်းဟာကိုတို့ဟာစန့်ကျင်ဘက်ကြီးပဲဒီတော့တဘာဝအတိုင်းပေါ့ကိုတို့ဟာတယောက်နဲ့တယောက်အမြဲတမ်းစန့်ကျင်နေတော့တာပဲပေါ့မိမိစရိတ်တက်နဲ့ပတ်သက်လို့ကိုကဆုံးဖြတ်ချက်မချချင်ဘူးကိုကတခါတလေမဆုံးဖြတ်နိုင်ဘူးသူ့ကိုအမေအဖြစ်နဲ့ကိုကမြင်ပေမဲ့သူကတော့ကိုကိုကြတော့အတုံအလေးပြမမြင်ဘူး ကိုသားလင်းကိုအမေဖြစ်နေရတာပဲသူတို့အားလုံး ਨੇ ခက်ခွာခွာနေဖို့ကိုကြိုးစားပါတယ်ကိုရွက်ကိုဖွင့်တာပဲဘယ်တော့ဘယ်တန်းဆိုင်ပဲတာမသိတာဒီလိုဘာကြောင့်ဖြစ်တယ်လဲဆိုတော့ကိုမျက်စိထဲမှာမိခင်ကောင်းတက်ရောက်ဇနီးကောင်းတက်ရောက်ရဲ့တွင်ပြလက္ခဏာရုပ်ပုံတော်ကိုအမြဲတမ်းမြင်နေရပြီးမိမိကိုတော့ကိုမေမေရဲ့လို့တော့ခေါ်နေရပေမဲ့ကိုမျက်စိထဲကရုပ်ပုံလွန်မျိုးနဲ့လုံးလုံးမတူတဲ့အတွက်ပါပဲ။ မင်းမေးရဲ့ချုပ်ရင်းတဲ့နမူနာတွေကိုမတွေ့မိလို့တတိမထားမိဖို့ကိုပိုင်းဖြတ်ထားတယ်။မင်းမေးရဲ့အကောင်းဖက်ကိုပဲကြည့်ချင်တယ်။မင်းမေးစီမှာမတွေ့ရတာကိုမှကိုကရှာဖွေနေတဲ့သဘောပါပဲ။ဒါပေမဲ့မအောင်မြင်ပါဘူး။အဆိုးဆုံးကတော့ကို့ဘဝရဲ့အဲ့ဒီခြားနာ껙တဲ့ချက်ကိုဖေဖေရောမင်းမေးရောမမြင်ကြနားမလည်ကြချင်ပဲ။ဒါရီအတွက်သူ့ကိုကိုကတော့အပြစ်တင်တယ်။ဒီကဘာလောကကြီးမှာကို့သားသမီးကိုလုံးဝ အလိုပြည့်ကျေနပ်အောင်ထားတဲ့အလုပ်မှာအောင်မြင်သူတွေများရှိနေသလားလို့ကိုသိချင်လိုက်တာကွယ်တခါကလေးတော့ဘုရားသခင်ကမြာကိုကိုစမ်းတက်နေတာလားလို့ထင်လာမိတယ်အခုရောနောင်ရောကိုကြိုးစားမှုနဲ့ကိုလူကောင်းတယောက်ဖြစ်လာရမှာပေါ့အဲ့ဒီတော့ကိုဟာအိုးပြီးခိုင်မှရဲရင်လာရမှာပေါ့ဒီစာရီကိုကိုမတပါဘသူကဖတ်ပါလေကိုစိတ်ချမ်းသာမှုကိုကိုစီကမှအပတခြားဘသူစီကရမှာလေ ကိုဟမကြာခဏဆိုသလိုအားနေချက်ရှိတယ်။ကိုကိုကိုမကြည်မနှက်ဖြစ်တယ်။ကိုရဲ့ချွတ်ရင်းချက်တွေဟာကြီးကြီးလာတယ်။ဒါကြောင့်ကိုကိုကိုအပိနှစ်သိပ်ဖို့တိတ်လိုအပ်တယ်။ဒါကိုကိုသိတယ်။သိလို့လည်းနေ့စဉ်နေ့တိုင်းကိုကိုကိုတိုးတက်ဖို့ထပ်ခါကလေးလေးကြိုးစားတာပေါ့။ကိုအပေါ်သူ့ရဲ့အပြုတ်မှုတွေဟာလည်းပိုးပြီးဝဲပြားလာတယ်။ဒီနေ့အန်နာဟာစိတ်သဘောထားတိတ်နူးညံ့ပြော့ပြောင်းပြီးတော့အရာရာကိုသိခွင့်ပေးထားပြီးမြဲနောက်တနေ့ကျတော့အိုး ။အန်နာဆိုရာကတကယ့်ကိုမနှူးမနဲ့ကောင်းမသည်။ဘာဆိုဘာမှမသိတတ်တဲ့ကောင်းမလေးဖြစ်ရင်ဖြစ်နေပြန်ရော။တကယ်ဆိုရင်ကိုဟာကိုဘာလို့တော့ရည်စရာဖြစ်နေလောက်အောင်ယူရုံမိုက်တုံအရွယ်မဟုတ်တော့ပါဘူး။စကလုံးအဖြစ်မပြောတတ်သေးသေးပေမယ့်ကိုမှာကိုပိုင်အမြင်အစီအစဉ်စိတ်ကူးရရှိတယ်။ကတဲ့ပေါ်မှာလဲလျောင်းနေရင် အမြဲတမ်းလိုလိုကိုယ်ရည်ရွယ်ချက်တွေကိုတလွဲတွေးနေကြတဲ့လူတွေအပေါ်မှာစိတ်ပြတ်နေမိတယ် ကိုယ်ရင်ထဲမှာလည်းအတွေးတွေအရာဝတ္ထုတွေဟာလုံးထွေးရပ်ပတ်နေတယ်။ဒါကြောင့်အဆုံးကြရင်ကိုယ့်ရဲ့မှတ်တမ်းစီကိုအမြဲတမ်းလိုလိုပြန်လာရတာပဲ။ဒီမှတ်တမ်းမှာကိုစရယ်ဒီမှတ်တမ်းမှာပဲကိုဆုံးတယ်။ဘာဖြစ်လို့လဲဆိုတော့ခစ်တီကတီးခတ်တာကိုအခက်ခဲတွေအကြမှာကိုကိုကိုထိမ့်သိမ့်မယ်။ကိုမျက်ရည်တွေကိုတိမ့်တက်မယ်ဆိုတာခစ်တီကိုကိုကတိပေးပါမယ်။ကိုကိုချစ်တဲ့သူတယောက်ယောက်စီကတခါတလေအားပေးတာ။ သို့မဟုတ်အောင်မြင်မှုတွေရတာကိုတော့တွေ့မြင်ရဖို့ကိုစုတောင်းပါတယ်။ကိုကိုအထင်မသေးနဲ့အောင်မရှုံချနဲ့အောင်နော်။တစ်ချိန်မှကိုဟာလေထိတ်တန်းကိုရောက်နိုင်နေဆိုတာတတိယပါ။မင်းရဲ့အန်နာတနင်္လာနေ့နိုဝင်ဘာလ9ရက်1942ချစ်တော်ကစ်တီမနီကပီတာအသက်16နှစ်ပြည့်မြောက်တဲ့မွေးနေ့ပဲလက်ဆောင်ကောင်းလေးတွေရတယ် လက်ဆောင်တွေထဲမှာကစားစရာကတစ်ခုတင်တုံးထားကတစ်လက်မိချစ်ကတစ်လုံးပါတယ်။သူကစိတ်လိုက်မတတ်တတ်ပေမဲ့ဒီမိချစ်ကိုအလှကိုက်မှာပေါ့။တနာရီမှာမစ္စတာဖန်ဒန်းကပြောတဲ့သတင်းကြောင့်ကိုရုအကြီးကြီးအံ့ဩကြရတယ်။ British တွေဟာ Tunis, Algeria, Casablanca နဲ့ Oranto ကိုတက်ရောက်လာကြပြီလို့သူကပြောတယ်။ဒါကနှိခုံးရဲ့အစပဲလို့ လူတိုင်းကပြောပေမဲ့ဒီလိုပြောတာမျိုးကိုအင်္ဂလန်ကကြားသွားဟန်တူတဲ့ဗြိတိရှဝန်ကြီးချုပ်ချာချီကဒါဟာနိဂုံးမဟုတ်ဘူးနိဂုံးရဲ့အစလည်းမဟုတ်သေးဘူးဒါပေမဲ့အစရဲ့နိဂုံးသာဖြစ်ပါလိမ့်မယ်လို့ပြောတာပဲ။ကွဲလွဲချက်ကိုမြင်ပြီလား။ကောင်းဖို့အကြောင်းတော့ရှိအောင်ပါပေါ့။သုံးလလုံးလုံးကာကွယ်ထားခဲ့ကြရတဲ့ရုရှားကမြို့တစ်မြို့ စတာလင်ဂရက်လီဟာအခုခုတည်းကဂျာမန်တွေလက်ထဲကိုရောက်မသွားသေးဘူး။ကဲကိုရူရဲ့လျှို့ဝက်ကဘာလေးအချောင်းကိုဆက်ကြဦးဆိုလား။ကိုရူရဲ့ရိတ်ခါထောက်ပတ်ရေးအချောင်းမင်းကိုပြောပြမယ်။ထိတ်ဆုံးအထက်မှာကတကယ်လောဘကြီးတဲ့ဘက်တချို့ရှိတာမြင်အသိပဲ။ပမုတ်ကရောမစတာကူဖစ်ရဲ့မိတ်ဆွေမုတ်တဲ့တယောက်ကဇီကရရတယ်။အိမ်မှာရနေတဲ့လောက်မရဘူးပေါ့။ဒါပေမဲ့လုံလောက်ပါတယ်။ ရရှင်ကပ်ပြား၄ခုကိုလည်းတက်တဆိတ်ယူထားတယ်။သူတို့ဈေးကလည်းတက်နေတာပဲ။အခု Florence နဲ့စကွန်ကနေ33 Florence အထိဖြစ်သွားပြီ။စာရွက်ကလေးကြတော့တေးသေးလေး။ကိုရုမှာအတိအရွယ်ဘူး150ရှိပေမဲ့စတိုဘဲပဲအမျိုးမျိုးပေါင်း190ကိုလည်းဝယ်ထားသေးတယ်။ဒါရီဟာကိုရုအတွက်ကြီးပဲမဟုတ်ဘူး။ရုံးကလူတွေအတွက်လည်းပါပါတယ်။ဒီပစ္စည်းတွေကိုစာလအိတ်ကြီးတွေနဲ့ထည့်ထားတာ။ ဝန်ကတအားကြီးလေးတော့အိတ်တွေပေါက်ထွက်ကုန်ပါလေရောအဲ့ဒီတော့အထက်ဆုံးထက်ခိုးကိုရွှေ့ထားရင်ကောင်းမေးဆိုပြီးအပေါ်ထက်ကိုအဲ့ဒီအိတ်တွေကိုဆွဲတင်ဖို့အလုတ်ကိုပီတာကိုခိုင်းလိုက်တယ်အပေါ်ထက်ကိုသူဟာအိတ်ပေါင်း၄၅၆အိတ်လောက်အထိဆွဲတင်နေပါတယ်စတ်ထမောင်မြောင်အိတ်ကိုလည်းဆွဲတင်လိုက်ရောလမ်းခုလက်ပါတဲ့အိတ်ပေါက်ပြီးပဲတွေဟာမိုးရွာချတယ်လို့အိုးမဟုတ်သေးဘူးပဲပုံတိုင်းစင်တယ်လို့အောက်ထက်ကိုတခွဲပွဲချကုန်ပါလေရော့ အဲ့ထဲထည့်ထားတဲ့ဘေးကပေါင်90လောက်ရှိတဲ့ပဲစီတွေကြတဲ့အသံဟာတည်တဲ့သူကိုယ်တော်နိုးထစေမယ့်အသံပဲ။အောက်ထက်တွေကတော့တအိမ်လုံးပြိုကျလာပြီလားလို့ထင်ကြတယ်။ဖျားသခင်ရဲ့ဂုံကျေးဇူးတော်ကြောင့်အဲ့ဒီအချိန်မှာသစိမ့်တရန်ဆိုလို့တယောက်မှမရှိဘူး။ပီတာဟာကြောက်သွားတာပေါ့။နောက်တော့သူဟာရှိတာပဲ။အထူးသဖြင့်အောက်ထက်မှာပဲတွေကပင်တယ်လို့ဝိုင်းထားတဲ့အကြမ်းမှာကျွန်းကလေးလိုရက်နေတဲ့ကိုကိုမြင်တော့အိုးကြီးတာပေါ့။ ပဲတွေကလည်းကို့ခြေချင်းဝတ်ကိုရောက်နေတာပဲ။နောက်ပြီးရောက်ရပေါက်ရကိုပဲတွေကလှိမ့်ဆင်းသွားကြတယ်။အခုတော့အောက်ထပ်မှာဖျက်ရှောက်သွားတဲ့သူတိုင်းက Miss Fandang ကိုပဲလက်သဆုပ်စာလောက်စီ ကောက်ပြီးလက်ဆောင်ပေးကြရတာပဲ။ဖီဖီနေကောင်းလာပြီဆိုတော့ပြောဖို့မိသွားတယ်။မင်းရဲ့အန်နာမတ်ချက် LG ကကြသွားပြီဆိုတဲ့တဲ့အခုပဲရေဒီယိုကလာတယ်။မော်ရိုကိုကာဆာဘလင်ကာနဲ့ အိုရန်တို့တော့ဗြိတိရှားလက်ထဲရောက်နေတာရဲ့အတန်းကြာသွားပြီ။ Two Nicks အတွက်ကိုလိုစောင့်နေစေပဲ။အင်္ဂါနေ့နိုဝင်ဘာ10 1942ချစ်တော်ကစ်တီတကယ့်တဲ့င်းကြီးတရက်ပေးလိုက်ရအောင်မေ။ဒါကတော့တခြားမဟုတ်ဘူး။ရှေ့ရောက်မြောက်လူတယောက်ကိုကိုရုတ်ခေါ်ထားခြင်းနေဆိုတဲ့တဲ့င်းပဲ။ဟုတ်တယ်။တကယ်ပါ။ နောက်တစ်ယောက်အတွက်နေရထိုင်ခင်းရောအစားအသောက်ရောကိုတို့အလုံးလောက်ရှိပါလေ။မစ္စတာကူဖစ်နဲ့ကရာဂါကိုနောက်ထပ်ဒုက္ခပေးရမှာကိုသာကိုတို့ကအာနာလာ။အခုတော့ဂျူးတွေနဲ့ပတ်သက်ပြီးကြားရတဲ့အကြောင်းတွေဟာစိုးတဲ့ထက်စိုးလာတယ်။ဖိဖိမလဲဆုံးဖြတ်ရမယ့်လူ9ယောက်ရှိတယ်။အန်ဒီရဲ့ရှိတာကတော့9ယောက်ဆိုလို့လေးရှိတာပဲ။10ယောက်ဆိုလည်းရှိတာပဲလို့သူကပြောတယ်။ဒါဟာမှန်ပါတယ်။အဲ့ဒီတော့နောက်တစ်ယောက်ကိုထပ်ခေါ်ထားမယ်ဆိုတဲ့ပြဿနာဟာပြည်လေတော့ဟာရော။ ကိုရို့ရဲ့မိသားစုအတိတ်မျိုးနဲ့မှဘယ်သူကိုခေါ်ထားမယ်ဆိုတာစဉ်းစားကြရပြန်တယ်။ဖန်တန်းတို့အမျိုးအစွေတွေကတယောက်ကိုမှဖဖေကလက်မခံဘူး။သွားဆိုင်စရာအမ်ဘတူဆဲကိုပဲဖဖေကလက်ခံလိုက်တယ်။သူ့မိဘကတော့စစ်ဖြစ်တာနဲ့တပြိုင်နက်နိုင်ငံအပြင်ကိုထွက်သွားနိုင်ခဲ့တယ်။သူဟာလူကောင်းတယောက်လို့ဆိုရယ်။မိရက်ကလည်းသူ့ကိုတည်တယ်။ကိုရို့ရဲ့အတူလာနေဖို့မိရက်ကပဲအစီအစဉ်လုပ်ပေးနိုင်ပါလိမ့်မယ်။သူလာရင်မာကော့အခန်းမှာမအိပ်ရဘူး။ ို့အခန်းမှာကိုအိပ်ရမယ်။မာကော့အခန်းကို အပြင်းပြင်းကြောခင်းမှုနေရာအဖြစ်ထားလိုက်မယ်။မင်းရဲ့အန်နာဇာတပတိနေ့နိုဝင်ဘာ7ရက်1942ချစ်တော်ကစ်တီကိုအောင်စရာနေရာတစ်ခုတွေ့ထားပြီလို့မိရကပြောတဲ့အခါကျတော့ဒူဆဲဟာတိတ်ဝမ်းသာကျဉ်နဲ့နေတာပဲ။အမြန်ဆုံးလာခဲ့ဖို့လေမိရကပြောတယ်။စနေနေ့ဆိုရင်ပိုကောင်းနေပေါ့လေ။သူကတော့လူနာရီစီသွားရအောင်မယ်။ စင်ရင်တွေရှင်းရအောင်မေဆိုပြီးတွန့်ဆုတ်ဆုတ်လုပ်နေသေးတယ်တဲ့ဒီအကြောင်းကိုမိရကဒီနေ့မနေ့ပဲလာပြောတယ်စနေနေ့မှလာဖို့အစီအစဉ်ကိုတွန့်ဆုတ်နေတာဟာကိုရုကသဘောမချဘူးသူကဒီအစီအစဉ်ကို တခြားမှာရှောက်ပြောရင်မခက်ဘူးလားစနေနေ့မှလာချင်ရင်လားစနေနေ့မှမလာရင်မလာနဲ့တော့လို့မိရကသွားပြောတယ်တဲ့ဒူစဲကမလာနိုင်ဘူးတနင်္လာနေ့မှလာမေးတဲ့ကိုရုဖက်ကအကြံပေးတာကိုဘာပဲဖြစ်ဖြစ် သူလိုက်နာဖို့ကောင်းတယ် သူ့ကိုအပြင်ဖက်မှနေတော့ဖမ်းပြီးသွားရင်သူ့လူနာတွေကိုရောကြည့်နိုင်ပါမလားသူ့ရဲ့ငွေရေးကြေးရေးတွေကိုရောရှင်းနိုင်ပါမလားဒါနဲ့တော့ဘာဖြစ်လို့နောက်နီးနေရသလဲသူ့ကိုခေါ်ဖို့ဖိဖိကစဉ်းစားတာမားတာပဲလို့ကိုကထင်နေတခြားတဲ့တင်းတော့မရှိသေးဘူးမင်းရဲ့အန်နာ